ုံမီပိုးတွေပါရှိနေနိုင်တဲ့ဒိုင်နိုဆောခေတ်ကရေတွေနေအောင်အောက်မှာတစ်ဖက်ဖက်လက်နေတဲ့ဒီရေကကမ္ဘာအတန်ရှင်းဆုံးရေလို့ထင်ရနိုင်ပါတယ်။ဒါပေမဲ့ကျွမ်းကျင်သူတွေကဒီရေကိုဓာတ်ရိုက်လုံးဝမတောက်ဖို့တားမြစ်ထားပါတယ်။အကြောင်းရင်းကတော့ဒီရေတွေဟာတာမန်ဆန်းရေတွေမဟုတ်ဘဲနှစ်တန်းပေါင်းများစွာတက်တန်းရှိတဲ့ရှီဟောင်းရေခွဲလော်ကြီးတွေကနေအရေးပြောလာတာဖြစ်လို့ပါပဲ။ဒီရေခွဲလော်တွေထဲမှာဒိုင်နိုဆောခေတ်ကလေးကရှိခဲ့တဲ့အမှုစီပါပုံမှားတွေလူသားတွေတစ်ခါမှမကြုံဘူးတဲ့ရှီဟောင်းဗိုင်းရပ်စ်ပိုးတွေပိတ်မိနေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာဒီပိုးမွားတွေအတွက်ခုခံအားမရှိတာကြောင့်ဒီရေကိုဓာတ်ရိုက်တောက်မိရင်ဘာဖြစ်လာမလဲဆိုတာဘယ်သူမှမသိနိုင်ပဲအလွန်အန္တရာယ်များပါတယ်။ဒါဆိုရင်ဒီရေကိုဘယ်လိုဘေးကင်းအောင်လုပ်မလဲ။သိပ္ပံပညာရှင်တွေကတော့တောက်သုံးဖို့အတွက်တင်းကျပ်တဲ့အဆင့်တွေနဲ့တန့်ဆင်ကြပါတယ်။အရင်ဆုံးဘက်တီးရီးယားအများစုကိုသေစေဖို့ရေကိုစူးအောင်လုပ်တယ်ပါတယ်။ပြီးရင်ဓာတ်တတ္ထုအနေအနှစ်တွေကိုဖယ်ရှားဖို့ရေစင်းနဲ့စစ်ပါတယ်။လိုအပ်ရင်ကြန့်ရှိနေတဲ့ယောဂပိုးမွားတွေကိုသေစေဖို့ခရမ်းလွန်ရောင်ကြီး UV light ဒါမှမဟုတ်ဓာတ်ပစ္စည်းတွေနဲ့နောက်ဆုံးအဆင့်ပိုးတတ်ပါတယ်။ ဒီအဆင်းတွေအားလုံးပြီးမှသာဒီရေခဲမြေရေတွေဟာစိတ်ချစွာနဲ့တောက်တုံးနိုင်တဲ့ရေဖြစ်လာပါတယ်။ဗီဒီယိုလေးကိုစောင့်နေကြည့်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်။